ကျွန်တော်မျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေဘေးဓမ္မမြန်သွန်းကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြစ် Revolution Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလိုလေး reaction မလို့တော့ပြီးကမှာတော့ယနေ့ April 23ရက်နေ့ဗုဒ္ဓဦးနေ့မနက်ပိုင်းနှစ်နောက်ဆုံးရရှိသတင်းချို့ ကြီးညိုဖော်ပြပြီးသွားဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုအားပေးဖို့ဒီနေရာကနေပြီးတော့အမှန်ဖိတ်ခေါ်လိုက်ပါတယ်။ပြာနာရှင်စနစ်လည်းထွက်သွားလိုက်ပါဘူး။သားစလည်းမရှိအကြောက်လက်မဲ့လှုပ်ချင်တာလှုပ်နေတဲ့ခွေးဆက်ပွဲပြည်သူတွေမုန်းလို့ရလာတဲ့မဲကိုလက်မခံခြင်းနဲ့တူတန်အဖွဲ့မင်းတို့တွေပေါင်းပြီးတော့တိုင်းပြည်ကိုဒုက္ခတွေပေးလာတာခုဆိုရင်ဘလောက်တောင်မှစုတ်ပြက်နေလဲအောက်ကျတဲ့စိတ်ထဲနဲ့တဘိုတဲ့ပဲကြီးဖို့အတွက်တိုင်းပြည်ကိုထပ်ပြီးတော့မညစ်ပတ်ပါနဲ့ လက်မခံဘူးဟိအောင်ဆက်ပြောမယ်တိုင်းပြည်ကလက်မခံဘူးမင်းတို့တွေတင်းထားတဲ့စီးစိမ်တွေအကုန်လုံးကိုပြန်ပေးတော့တိုင်းပြည်ကလက်မခံဘူးလုံနေတဲ့လုံချက်တွေရက်တက်မှာခုမင်းတို့ရဲ့နောက်ကျောင်းတွေမဆက်ဖက်ချင်ဘူးငါတို့ရဲ့နှလုံးသားနဲ့တိုင်းပြည်ရဲ့အနာဂတ်ကခေါင်းပေါင်းတွေအားလုံးကိုကျွတ်လိုက်ပါခုအရှူလက်မခံဘူးမင်းတို့ကိုပြည်သူကလက်မခံဘူးမင်းတို့ရဲ့လုံချက်နဲ့မင်းတို့ရဲ့သမိုင်းကြောင်းကိုသိနေတဲ့ပြည်သူကလက်မခံဘူးအရှူလက်မခံဘူးမင်းတို့ကိုပြည်သူကလက်မခံဘူး ာနိုင်ငံတော်ဝန်စစ်ကောင်စီကတရတာတွင်စစ်ကွေးတည်ဆုံမှုစီးရင်မှာတော့မကွေးတိုင်းစလင်းမြို့နယ်မှာ23ကောင်၃ဦးကတော့လွင့်ဝင်ရောက်ခဲ့ပါတယ်။မုံမီနယ်ဘီလင်းမြို့နယ်မှာ6ကောင်၊စကိုင်းတိုင်းခန်းနီးမြို့နယ်မှာ2ဦးလွင့်ဝင်ရောက်ခဲ့ပြီးရှမ်းပြည်နယ်ဖေကုံမြို့နယ်မှာ3ကောင်၊ပဲခူးတိုင်းပေါင်းတဲ့မြို့နယ်မှာ2ကောင်၊ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာ2ကောင်၊ရှမ်းပြည်နယ်ရက်ဆောင်မြို့မှာ3ကိုအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်သတင်းတွေမှာတော့စကိုင်းငလင်ကြီးကြောင့်ပျက်စီးသွားသောနေပြည်တော်မြို့ကိုအစ်စ်ပြန်တိဆောက်ရေးနဲ့အဟောင်းများပြန်လည်ပြုပြင်ရေးမင်းအောင်လှိုင်ဟာကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်ရေးကိုတောင်းဝင်ပေးထားကြောင်းနေပြည်တော်စစ်ဘက်သတင်းမြေကသိရှိရပါတယ်။ဗိုလ်ချုပ်ကြီးမောင်မောင်ရေးဟာနေပြည်တော်ပြန်လည်တိဆောက်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်ခန့်အပ်ထားတာရှိတဲ့အစ်စ်တွေကိုနေရာရွှေ့ဆောင်မဲ့အဟောင်းတွေမှာတုံးလို့ရတာတွေကိုပြုပြင်ပြောင်းလဲတိဆောက်မယ်လို့လည်းပြောထားတာတွေ့ရှိရပြီးအချောင်းဝင်ကြီးနဲ့ဗိုလ်ချုပ်တွေလည်းအဖွဲ့ဝင်ဖြစ်ပါဝင်ပါတယ်ဆိုပြီးတော့ပြောထားတာတွေ့ရှိရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကတော့ ီကောင်ဒီကတော့ဒီချီလဲပွာအောင်မယ်ဆိုပြီးတော့ဝေဖန်ပြောဆိုနေကြတာကြီးလဲများစွာထွက်ပေါ်လာတာကိုတွေ့နေရပါတယ်။နောက်ထပ်သတင်းတို့ပေါ်မှာတော့ကရင်ပြည်နယ်မြဝတီခဲမှာတာဝန်ကျနေတဲ့ဒုဗိုလ်မူကြီးတန်တိုင်ထေခေါ်ဟိုင်းလက်ထေတိုက်ပွဲမှာရရှိတဲ့ဒဏ်ရာနဲ့ကြာဆုံးသွားကြောင်းမိသားစုကတော့ယောဂဖြင့်တည်ဆုံးတယ်လို့ပြီးသတင်းဖြန့်ထားတာသိရှိရပါတယ်။ တန်တ၄၀နှစ်ရွယ်ဥပိုလ်မူကြီးတနိုင်ထေခေါ်အိုင်းလက်ထီယာစစ်စလိုပတ်စင်၄၅ကျောင်းစင်ဖြစ်ပြီးရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်နှစ်ရက်ခွဲသူမင်္ဂလာငားလမ်းမှာနေထိုင်သူဖြစ်ကြောင်းမြောက်ဒီရင်တောင်ဝင်ကျနေစဉ်တိုက်ပွဲတံရန်ရရှိခဲ့ပြီးအေပယ်လာ၄ရက်နေ့ကပဲရန်ကုန်စီးရုံကြီးကိုရောက်ရှိခဲ့ကြောင်းထို့နောက်မှာတော့မင်္ဂလာရုံကဒင်းတထောင်စစ်စေးရုံကိုတယောက်ကူးတမှုခံယူနေပဲအေပယ်လာ၁၉ရက်မှာတည်ဆုံးသွားပြီး၁၉ရက်နေ့မှာတူကြခဲ့ကြောင်းသိရှိရပါတယ်။နောက်တဲ့သတင်းတို့မှာတော့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့အပြည့်ရမယ်လို့ကြေညာချက်ထပ်ပြီးထုတ်ပြန်နေပြီမလဲအမှန်တကယ်အပြည့်ရဆဲခြင်းမရှိဘဲကြေညာချက်ပေါ်အမျက်ထုတ်မှုသာပုံမူလုံနေကြောင်းအချင်းလူလိုက်တမတော် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောထားပါတယ် စစ်ကောင်စီကတရမအပြည့်ရဆဲခြင်းမရှိဘဲ KI နေမြေပောင်းဝင်နိုင်ငံတော်လေကြောင်းဘုံကျဲတိုက်ခိုက်မှုများကိုထိုးစစ်ဆင်မှုများလှုပ်ဆောင်နေတယ်လို့တော်လိုင်းအဖွဲ့တွေကပြောထားပါဗျ။အိမ်တော်မှာတော့စစ်ကောင်စီရဲ့အပြည့်ရကြီးညာချက်လိုက်နာမှုရှိမရှိပြည်သူများတတ်သိရှိကြောင်းလည်းဗိုလ်မှူးကြီးကနေတော်ဘူးကနေပြီးတော့ပြောထားတာကိုတွေ့ရှိရပါဗျ။နောက်ထပ်သတင်းမုတ်အနေနဲ့ကတော့ရခိုင်ကိုဘင်္ဂလားဒေ့ရှ်ကနေပြီးတော့တရင်နေရနေပြီးတော့ကုညီမဲဆိုပြီးတော့အမေရိကန်ရဲ့နောက်ခံနဲ့ကုညီမဲဆိုပြီးတော့တရင်ထွက်ပေါ်လာတဲ့အနေအထားနဲ့ပတ်သက်ပြီးတော့လည်းအခုချိန်မှာဆိုရင်တော့88ရာခိုင်နှုန်းတော့ပေးကြနေတဲ့အနေအထားတစ်ခုကိုရောက်နေတာကိုလည်းတွေ့နေရပါဗျ။ဒါနဲ့ပတ်သက်ပြီးတော့ကျဲတဲ့ဝန်းကိုတော့ လက်ရှိချိန်မှာတေချာမှုတရားရုံးပြည်သည်တို့တဲ့ကျွန်တော်အနေနဲ့ပြန်လည်ဖော်ပြခြင်းမရှိသေးပေမဲ့လည်းမကြခင်မှာတွေ့မြင်ရမှာတော့အမှန်ပါပဲပြည်သူတွေကတော့ဘာပြောထားတဲ့ဆိုတာကိုကျွန်တော်တို့ဒီမှာတွေ့ရမှာဖြစ်ပါတယ်ကောင်စီလောက်ဘသူမှမစိုးမြန်မာပြည်ကိုစစ်ကောင်စီကတရုတ်ကိုခေါ်သွင်းလာတာမြန်မာပြည်ကိုစစ်ကောင်စီကလူဘာဝပြီးလာရှုပ်ဖို့ဒီနေ့ပြန်လူယူလာတာမြန်မာပြည်ကိုအမေရိကန်ကိုကျွန်တော်တို့ခေါ်သွင်းလာတာမဟုတ်ဘူး စစ်ကောင်စီကအမေရိကန်ကိုကြိုးဆိုလိုက်တာအဖြစ်ရတာပဲစစ်ကောင်စီကအမေရိကန်ကိုလက်ရခေါ်နေတာလာပါလာပါလာပါဆိုပြီးတက်လို့ပြနေတယ်အမေရိကန်နိုင်ငံကတရုတ်နိုင်ငံကိုဒဲ့စိန်ခေါ်နေတာအဲ့ဒီချိန်မှာသွားပြီးတရုတ်ကိုသွားပြီးတော့ဖြေသလုံးသက်ဖက်တဲ့ချိန်မှာအမေရိကန်ကိုမျက်စာပြစ်ပြနေတယ်အတူတူပဲဒီနေ့အမေရိကန်နိုင်ငံမြန်မာနိုင်ငံကိုဝင်လာရင်စစ်ကောင်စီကိုရတာကျွန်တော်တို့ခေါ်တာမဟုတ်ဘူးအဆုံးမကြဘူးညံမရှိဘူးမစင်စားတတ်ဘူး ရှုံးရှုံးတာပေါ့ဗျာဝန်ခံလေလာရှုံးကိုရှုံးသွားပြီလေရှုံးရှုံးနေပေါ့ဗျာဝန်ခံလေယောက်ျားတွေမဟုတ်ဘူးလားအမေရိကန်ကိစ္စကဘယ်သူမှတရားဝင်ပြောဖို့အစီအစဉ်မရှိဘူးဒါဒီစစ်ရေးကိစ္စဘယ်သူမှအေးငါလာပြီဆိုပြီးတော့ဘင်ခရာတီးဝိုင်းနဲ့လာမှာမဟုတ်ဘူးရလက်ကိုပဲကျွန်တော်တို့ကြည့်ပြောချင်တာကအခုကရခိုင်နိုင်ငံထူထောင်မှုပြောနေတာမဟုတ်ဘူးမဆိုင်တာတွေဝင်မရေးပါနဲ့ဝင်ရေးကျွန်တော်ကဘလောက်တော့မှာဟုတ်ရခိုင်နိုင်ငံထူထောင်မှုခေါင်းစဉ်လည်းမဟုတ်ဘူး ဟိုလိုလိုဒီလိုနဲ့ဝင်မမြောက်ကြပါနဲ့ကျွန်တော်ပြောချင်တာကဒီဖြစ်စဉ်ဟာအန်ကယ်ဆန်ကိုကျွန်တော်တို့ကကြိုးစူတယ်အဲ့တော့ကျွန်တော်တို့လိုနေတာ drone ပဲအဲ့ဒီ drone ကအန်ကယ်ဆန်ကပြည့်ပြည့်သားသားပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့က AC ပဲမြေပြင်မှာကျွန်တော်တို့စစ်ကောင်စီကိုမကြောက်ဘူးမြေပြင်မှာကျွန်တော်တို့စစ်ကောင်စီကိုမကြောက်ဘူးကျွန်တော်တို့ဘက်က PDF တွေကစစ်ကောင်စီကိုဆော်နိုင်တယ် ်အခုံကြီးရှင်နိုင်တယ်တေရတဲ့ကောင်ထွက်ခဲ့လို့စိန်ခေါ်ခဲ့တဲ့လူတွေရှေ့တန်းမှာဒီကကျွန်တော်တို့နဲ့လက်နက်ကင်တဲ့လူတွေချင်းမှာအခုံထွက်ပြေးပြီးတော့ဒူးထောက်ပြီးတော့နေရတာသူတို့ကလေချောင်းအသာနဲ့လူပါဝါနေတာတရုတ်ကိုသွားသွားပြီးတော့အာခံကြတာအဲ့တော့အဲ့ဒါကိုအမေရိကန်ကဘင်္ဂလားဒေ့ရှ်တပ်ရင်းသုံးရင်းနဲ့အတူဒီ drone ကိစ္စကိုတူရကီရဲ့ drone တွေကိုထောက်ပံ့ရေးလမ်းကြောင်းလုတ်ပေးရင်ရပြီဗျာကျန်တာအမေရိကန်ဝင်တိုက်ပေးစရာဘာမှမလိုဘူးကျွန်တော်တို့ချက် စစ်ကောင်စီကရုရှားမဟုတ်ဘူးမြင်အောင်ကြည့်လူတွေကပြောနေတယ်အာဟိုယူကရိန်းကျွန်တော်စိုးဖို့မစိုးရင်စစ်ကောင်စီရုရှားမဟုတ်ဘူးဘာရည်ချင်းမှမရှိဘူးအခုတိုက်အခုရှုံးနေတာကျွန်တော်တို့ဘက်ကကျွန်တော်တို့ဘက်ကကျွန်တော်တို့ဘက်ကနည်းနည်းလေးအားဆိုင်လိုက်တာနဲ့ဟုတ်ပါတယ်ညက်ကလေးပါအပူထည့်ပေးလိုက်ရင်တော့လာမှာပေါ့ဗျာဒီနေ့စီးရီးယားမှာ အာဆက်ကိုနိုင်အောင်တိုက်သွားတဲ့စီးရီးယားလက်နက်ကင်တွေအမေရိကန်လက်နက်တွေနဲ့ရတာဒီနေ့စီးရီးယားမှာအာဆက်ကိုအနိုင်တိုက်သွားတဲ့လူတွေကအမေရိကန်လက်နက်တွေနဲ့အနိုင်တိုက်သွားတာအဲ့ဒါကအလွန်အမတန်အရေးကြီးတဲ့ကိစ္စဒါကြောင့်ဒါကြောင့်ညပြောရရင်ရွှေဂျာဒီကိုအိမ်ပြန်ဖို့ဖို့အဆင်ပြေသွားမယ်ရွှေဂျာဒီလည်းကိုသိခါရှိရှိနဲ့ ုနေရာကိုပြန်ရနိုင်တယ်။အဲဒီမှာမှရင်ဂျာတွေကစစ်ကောင်စီကိုပြန်တိုက်ဖို့အတွက်လူအင်အားအနေနဲ့ပါဝင်ပေးသင့်တယ်။အနစ်နာခံရမှာလေ။တနင်္ဂနွေလုံးလူတွေလက်နက်ကင်ပြီးတော့တိုက်နေတာပဲ။သူတို့လည်းစစ်ကောင်စီကိုပြန်တိုက်ဖို့အတွက်အနစ်နာခံသင့်တယ်။သူတို့လည်းဝင်တိုက်ပေးသင့်တယ်။အဲဒီနေရာတစ်ဆင့်ပြည်မကြီးအထိဝင်ပြီးတော့အေအေနဲ့အတူပူးပေါင်းကူညီဆောင်ရွက်ပေးသင့်တယ်။စစ်ကောင်စီကို ရခိုင်မြေကကောဘကူးပြေဘကူးကောအေယာဝတီကကောဝိုင်းတိုက်တဲ့ထဲမှာ ပြန်လာတဲ့ရိုဟင်ဂျာလူငယ်တွေလည်းဝင်တိုက်ပြီးတင်နေဒါမှသာလေတိုင်းပြည်ကိုအတူတကွတီဆောက်မယ်နားလဲအတူတူသာလဲအတူတူဆိုတဲ့စိတ်ဓာတ်နဲ့နိုင်ငံသူနိုင်ငံသားစိတ်ဖြစ်လာမှာနောက်တစ်သတင်းတော့မှာတော့တိုင်းနိုင်ငံချင်းမိုင်မြို့မှာရှိတဲ့လမ်းပေါ်မှာစစ်စရေးဂိတ်မှာမြန်မာနိုင်ငံမှတိုင်းရင်းသားနဲ့နိုင်ငံဖွဲ့ဖြစ်တဲ့ KNU ထံကိုပို့ဆောင်မဲ့လက်နက်ခဲယံတွေကိုဖမ်းဆီးရရှိကြောင်းတိုင်းသတင်းတွေကဌာနတွေကထုတ်ပြန်ထားပါတယ်။ထိုင်းမျိုးသားနှစ်ယောက်ဟာနေအောင်တိုးတာကားဖြင့်တနက်နေ့ကြီးစင်များတယ်ဆောင်လာခြင်းဖြစ်ပြီးဖမ်းဆီးခံရသူနှစ်ဦးမှာလည်းထိုင်းမျိုးသားနှစ်ယောက်ဖြစ်ကြောင်းနဲ့ တနံများကိုလည်းဖမ်းဆီးရမိထားကြောင်းထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။တိုင်းရက်တက်ဖွဲ့ရဲ့စစ်စည်းချက်ရထိုင်းမှုသားနှစ်ဦးကရင်းနှီးနှက်ခင်းရများကို KNU ထံသို့ပို့ဆောင်ရန်ဖြစ်ကြောင်းပို့ဆောင်ကားအဖြစ်ဘတ်၈၀၀၀နဲ့၉၀၀၀တိရရှိကြောင်းသူကဲ့သို့ပို့ဆောင်မှုမှာတတိယအကြိမ်မြောက်ပို့ဆောင်ပေးခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။အရှင်မြန်မာသတင်းကောင်းလေးပေါ့ကျမတို့ညှော်နှင်းစောင့်စားနေတဲ့အချိန်လေးရောက်လာခဲ့ပြီလာရှုံမျိုးသူမျိုးသားတွေ fighting မကြခင်အချိန်ပိုင်းအတွင်းရက်ပိုင်းအတွင်းလာရှုံမျိုးကြီးကိုအောင်မြင်စွာနဲ့ပြန်လည်ခြေချနိုင်တော့မယ်နော်ကျမအရင်တုန်းကပြောခဲ့ပါတယ်ကျမ live တွေမှာ ကလေးတွေចောင်းဖွင့်ခြင်းအမိចောင်းဖွင့်ရာတရောက်လို့ရှင်ចောင်းဖွင့်ခြင်းအမိအိမ်ပြန်ချရပါမယ်လို့ကျွန်မပြောခဲ့တာเนาะကျွန်မတို့ဖခင်ကြီးရဲ့စွမ်းဆောင်ရည်တွေဘလောက်တောင်စွမ်းရည်ဖြည့်ဝတဲ့ခေါင်းဆောင်ကောင်းတက်ရရဲ့လှုပ်ဆောင်ချက်တွေเนาะအခုပြင်ညာတော့မှာဖြစ်ပါတယ်2020ဒီ2025ခုရဲ့ဘောမာတွေကတော့လာရှုကပြည်သူတွေ fighting လို့ online ပဲလာရှုမှာရှိတဲ့ပြည်သူတွေကတော့ဘောမာတွေကိုကြည့်ပြီးတော့ကျွန်တော်တို့တွေတော်တော်လေးဟိုမှာစိုးနေပါလားဆိုပြီးတော့ထင်မှာတော့မှန်ပါပဲတကယ်ကိုပဲလာရှုမှာရှိတဲ့တော်လန်ပြည်သူပဲဖြစ်ဖြစ် အုံမှန်ပြီးသူတွေပဲဖြစ်ဖြစ်အကုန်လုံးကအခုဆိုရင်တော့တော်တော်လေးကိုမှစိတ်ညစ်နေနေတာတူပါရှိရပါတယ်။ဘာလို့လဲဆိုတော့ငြင်းရမ်းနေတဲ့ MND ရဲ့ထိန်းချုပ်အောက်မှာနေနေရတဲ့ဘဝကနေပြီးတော့အခုဆိုရင်တော့စစ်ကောင်စီကဝင်လာပြီးတိုက်ခင်မှာတိုက်ပွဲတွေပြန်ဖြစ်မယ်ဆိုပြီးတော့လေပြည်သူတွေအားလုံးကခံမှန်းထားပြီးသားဖြစ်ပါတယ်။ဘလို့ပဲအေယုကြီးကထိန်းချုပ်ထိန်းချုပ်အေယုကြီးထိန်းချုပ်လို့ရတာတရုတ်ရဲ့လက်အောက်ခံဖွဲ့တွေကိုပဲထိန်းချုပ်လို့ရမယ်ဆိုပြီးတော့လေပြည်သူတွေကနေပြီးတော့ဒီဖန်ထောက်ပြနေတာမျိုးတွေ့ရပါတယ်။အဲ့တော့ဖွဲ့ရီရောပါရီလုံးလဲဆိုတာကတော့အပြီးစောင့်ကြည့်ရမယ့်နေရာတစ်ခုပါပဲ။ဧပြီလ20ရက်နေ့မှာ ဒီလားရှုံမြို့မှာရှိတဲ့ MNDAA ငါးလုံးကောင်လေသူတို့ရဲ့အလံတွေကိုချုပ်သိမ်းသွားပါပြီနော်22ရက်နေ့မှာဧပြီလ22ရက်နေ့မှာလားရှုံမြို့မှာရှိတဲ့စင်နကောင်ဟိုတယ်မှာဒီ MNDAA ရဲ့တရုတ်အစိုးရကိုယ်စားလှယ်ရဲ့တမားတို့နာဆာကအဖွဲ့ရဲ့နော်ပြပြဘုံကြီးတွေတွေ့ဆုံပြီးတော့ဆွေးနွေးပွဲကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီကတွေ့ဆုံဆွေးနွေးပွဲအောင်မြင်ခဲ့ပါတယ်အောင်မြင်ခဲ့တဲ့အတွက်22ရက်နေ့မှာ sorry 22ရက်နေ့မှာ ဒီလာရှိုးစင်နကောင်ဟိုတယ်မှာတွေ့ဆုံဆွေးနွေးခဲ့တဲ့သူတွေကကိုကန်တက် MNDAA ငါးလုံးကောင်တွေရဲ့ဘိုးမှုချုပ်ဖုံးဝင်းနိုင်အပါအဝင်သူတို့ရဲ့အဲတခြားသောသူတို့ရဲ့ဒီကြောရေးဆိုဝင်ရှိတဲ့သူတွေပေါ့နော်တရုတ်အထူးကိုယ်စားလှယ်တင်ရှိကျွင်းနော်တရုတ်နိုင်ငံရဲ့အထူးကိုယ်စားလှယ်တင်ရှိကျွင်းတမားတို့နာဆာကအစိုးရဘက်ကကစားထားတင်မှုဒုတိယဘိုးချုပ်ကြီးကိုကိုဦးနှင့်စက်တိုင်းမှုတွေစက်တိုင်းကူစီချုပ်တွေပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲလေးပေါ့နော်အောင်မြင်ခဲ့တဲ့အတွက်ဒီကနေ့22ရက်နေ့ဧပြီလ2025မှာအောင်မြင်စွာနဲ့ကျမတို့ရဲ့နာဆာကတက်မတော်ကြီးမြန်မာတက်မတော်ကြီးကနေပြီးအောင်မြင်စွာနဲ့ လာရှုံမြို့တွင်ဆိုဝင်ရောက်နေပါပြီဝင်ရောက်သွားပါပြီမနက်နော်ဒီကနေ့22ရက်နေ့မနက်ပိုင်းမှာစကားအစီညာနဲ့ချီတော့စကားတွေမိသားစုဝင်တွေပါအဝင်အကုန်လုံးအောင်မြင်စွာနဲ့ဝင်ရောက်ရှိသွားပါပြီနော်လာရှုံလာရှုံမြို့သူမြို့သားများ fighting ဟွန်းလာရှုံမြို့သူမြို့သားများ fighting ရနောက်မှာလည်းအဲ့ဝင်သွားတဲ့မိသားစုတွေဘွားကတော့တော်လေးဟိုမှာစိုးရိမ်စရာကောင်းတဲ့အနေအထားတစ်ခုဆိုတော့သူတို့မသိရပါအဲဘာပြောဘုံမဒီကတော့လာရှုမျိုးကြီးကိုအဖကဘယ်လိုပုံစံနဲ့ပဲပြန်ရရနိုင်ငံကြီးကိုရောင်းစားပြီးတော့ထိုးထွေးပြီးတော့ပြန်ရရလိုပဲရရပျော်နေတာတော့တွေ့နေရပါတယ်။ဒါကိုကြည်ချင်းအဖြစ်ဘုံမတွေနဲ့သူတို့အဖရှိနေသပြီးကျွန်တော်တို့ပြည်သူတွေအနေနဲ့ဘယ်လိုမျို ိုင်ငံမှာနှိမ့်နာဆုံးရှုံးမှုရှိနေတယ်ဆိုတာကပေါ်ထင်နေရဖြစ်ပါတယ်။ဟာရှုမျိုးကိုပြန်ရသွားကြပြီမဲ့လဲသူတို့ဘောမချင်းချင်းနဲ့မှာတော့တရုတ်ကြိုက်တဲ့ကောင်နဲ့တရုတ်မကြိုက်တဲ့ကောင်ကကွဲပြားနေပြီးတော့ဟာရှုမျိုးကိုရတာတကယ်အစ်မမဟုတ်ဘူး။တနည်းရက်ွက်တဲ့ဟိုပြောဒီပြောဟိုခေါ်ဒီခေါ်ပဲလုပ်လို့ရတယ်ဆိုပြီးတော့ပြောထားလေးတွေ့ရှိနေရပါတယ်။အဲ့နဲ့ပတ်သက်ပြီးတော့ကြော်မျိုးမင်းကိုတော့နောက်ထပ်ဘောမတစ်တိုက်ကနေပြီးဝိုင်းကိုက်နေတဲ့နေသားတစ်ခုဖြစ်ပြီးတော့သူကိုက်ကိုကိုက်ဘောမတစ်တိုက်ဆိုပြီးတော့ပဲနာမည်တက်ရမှာဖြစ်နေပါပြီ။ ဟုတ်လားမျိုးသားကြီးတမမျိုးသားကြီးစိတ်တော့မရှိဘူးလို့ပြောချင်တဲ့သဘောဖြစ်နေတယ်။အခုကကိုကြောင်မျိုးမျိုးပြောတဲ့ပုံကလာရှိုးကဟုတ်ဘက်ကိုဒီချမ်းမြောက်ကိုကတရုတ်ကိုပိုက်သားပေးတယ်လို့မျိုးသူကအဲ့စိတ်တက်လို့ထင်ကြတာ။သူကဘာလို့တရုတ်ကတေးဆိုရင်တေးရတာဥမျိုးအောင်လားရှင်းလို့ရှင်းရတာပေါ့။ဥမျိုးအောင်လားလှုပ်လို့မရဘူးဆိုတဲ့သဘောမျိုးကိုသူကဆိုလို့ကျင်တာဗျာ။အားကြောင့်သူကရင်ပတ်အောင်တယ်သူခံစားရတယ်သူအောင်တယ်ပေါ့။ဒါပေမဲ့နားလေရတာတော့အောင်တက်တက်ပေါ့။အဲဒါမျိုးပြောတယ်ပေါ့။အခုကဥမျိုးအောင်လည်းညာခမရညာညာသူကြီးမြင့်မြတ်မမနဲ့သူလှုပ်ပေးနေတာကိုသူကရှင်းရှင်းပြောရတယ်။တရုတ်လက်ဝေကံသဘောမျိုးပေါ့။တရုတ်ကအဖေတိုက် အဲဘောမရီရဲ့ခေါင်းကိုတွေ့ရနော်မြန်မာနိုင်ငံကိုထိုးကျွေးနေပြီမြန်မာနိုင်ငံကိုထိုးရောက်နေပြီစီးမြားဟာရောင်းစားပေါင်စားလုပ်နေပြီးတော့ဒီလိုမျိုးပြန်ရအောင်လုပ်နေတာကိုတို့တွေကတကယ်အမှန်ထင်နေတာတယောက်အနေနဲ့နေတယ်အဲ့လိုတာကြီးရဒီနေရာမှာနေတာငရခုနေရာမှာတွားတယောက်ခိုင်းတာပဲလို့အဲ့လိုအဲ့လိုဖြစ်နေတယ်လို့သူကပြောတော့ချင်းချင်းပြောရဲကျွန်တော်တို့ဒီတက်မလို့ထောက်ခံတဲ့လူတွေအနေနဲ့ကခုမှပြောရတာဗျာလာချိုးပြန်ရလို့ဟုတ်တယ်မလားတချင်လုံးကိုဟုတ်လာခဲ့ရတာဟိုခိုးဘက်ကပြော ြောရအောင်တရုတ်လိုပြီးလို့ပြောရတာပေါ့အဖကသွားကုန်းလို့ပြောနေတာမင်းတို့အဖကုန်းနေပြောလေပေါ့ဟောတာပဲခန်းနေရတာဗျာအချင်းချင်းပြောရကျွန်တော်တို့ကဗလက်တောင်မှဟနိုင်တဲ့အနေထားကြီးဗျာအဲအမေအောင်လိုက်နေတဲ့တရုတ်ကိုဒါမျိုးဆက်ဆံတာတနည်းအားဖြင့်နားလေပြရမှာဖြစ်တယ်ဒါပေမဲ့မျိုးသားကြီးခန်းစားချက်နော်ယောက်ျားတယောက်ခန်းစားချက်နောက်တစ်ခုကဖခင်တယောက်ပေါ့နော်အနေနဲ့ကြည့်ပေးဆိုအမေအောင်လိုက်အနေနဲ့ကအဲဘယ်လိုခေါ်မလဲဆိုရှင်အာကိုထိုက်တဲ့ခေါင်းဆောင်လာမှာပါအောင်လို့အေးဗျာကိုမောကပါလာနေရမှာတရားတစ်ခုရဲ့နော်အချိန်ကတောက်တိုင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးဟာသူ့အမြင်သူ့ယူဆကို ပြောခွင့်ရှိရမှာဖြစ်တယ်လို့သူ့အမြင်ကသူတတိပုဂ္ဂလရဲ့အမြင်အဲ့တော့သူကိုယ်တိုင်လက်လက်ခွင့်ရှိပါတယ်နော်သူအနေနဲ့ပြောတာကိုနားလည်ပေးရမှာဖြစ်တယ်လို့ထို့တူပဲမိမိကလည်းသူ့ရဲ့ဆန့်ကျင်ဘက်မှာရှိတယ်ဟိဆိုရင်ဒါကွင်းပြည့်အမြင်ကိုလည်းမိ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 ကိုယ်ကလည်းမိမိခွင့်လွှတ်နိုင်ရမယ်။ဘာကြောင့်ငါသူ့လူတိုင်းနဲ့ဆန့်ကျင်နေတယ်ဆန့်ကျင်နေတယ်ဘာကြောင့်မို့လို့ဟာလာလူတွေကငါ့ကိုဒါမျိုးပြောရလဲဆိုတာမစဉ်းစားနဲ့။ငါဒီလေငါရဲ့အခွင့်အရေးရှိတယ်။အဲ့တော့ငါအားလုံးနဲ့ဆန့်ကျင်နေတည်တယ်တော့မှငါဘက်ကအမြင်ကငါမှန်နေပါပဲ။အဲ့တော့ကိုယ်အမြင်နဲ့ကိုယ်မှန်တယ်။အဲ့တော့ကိုယ့်ကိုယ်ကိုယ်နဲ့ခွင့်လွှတ်နိုင်ရမှာဖြစ်တယ်လို့တစ်ဖက်အမြင်မတူတဲ့သူတွေကိုအားလုံးနဲ့ခွင့်လွှတ်နိုင်ရမှာဖြစ်တယ်ပေါ့နော်။ အဲဒါလေးရောက်ထမအောင်ဆုံးနေတဲ့ဒီကျေပြောင်းရတော့သူတို့ဘောမကြီးရောတရားဟောနေပါလေကျေပြောင်းမင်းစမင်းနေနေလည်းပဲရှိရကရုံးနာတုံးလိုက်ပါတော့ကွာဘာလို့ဆိုမင်းတို့ကရုံးနေရှုံရှင်းမရအောင်ဆိုတော့ခက်စိတ်စိတ်ဖန်စီလာနိုင်တယ်ဗောနောစစ်တုံးပန်းနေပြီဖန်စီလာနိုင်တဲ့တွေ့နေကိုကျွန်တော်တို့စက်တက်ရှားနေရတာဖြစ်တယ်နောက်တစ်ခုကဒီနေပြီးတော့ရဲ့ပတ်ဝန်းကျင်မှာဗောကျွန်တော်တို့တော်လိုင်းရေးပေါ်နေ PDF ဒီဝင်ရောက်နေနိုင်တဲ့တွေ့နေကိုလည်းကြားနေရတာဖြစ်တယ်ဗောနောအဲ့တော့2025ဟာကျွန်တော်တို့တော်လိုင်းရေးကိုเนาะချိန်ငွေရှာဘယ်ဘက်ကိုအလေးတောင်လဲဆိုတာကိုတိတိကျကျเนาะသိနိုင်မဲ့ အဲနှစ်တခုလို့ကတ်မှန်းမိတယ်ပေါ့အဲ့တော့ဒီနေ့ဖတ်လိုက်ရတဲ့ဒီနေ့တခုရှိတယ်ဖတ်လိုက်ရတာမဟုတ်ပါဘူးကျွန်တော်ဗီဒီယိုဖိုင်ကြည့်လိုက်ရတာပါစီရီယံဘူကြီးတယောက်ပြောထားပါဘောနော်နေပြီးတော့ရဲ့မိုင်း20လောက်တာအကွာဝေးရှိတဲ့ညမှာကျွန်တော်ဗီဒီယိုရေးဖို့လေစစ်စစ်ပြုလုပ်ကြတယ်စစ်စစ်ပြုလုပ်ကြတဲ့အချိန်ဟာလေ3နိုင်လောက်ကြတယ်ပေါ့နော်ဒီ3နိုင်လောက်ကြတဲ့အချိန်မှာစစ်ကောင်စီဘက်ကနေဒီတုံတရားလိုက်လံပစ်ခတ်တာမျိုးကုကံတာမျိုးမရှိခဲ့ဘူးတက်ခတ်တာမျိုးမရှိခဲ့ဘူးဆိုတော့နေပြီးတော့ဟာသူတို့ရဲ့အတပူဖြစ်တယ်စစ်ကောင်စီရဲ့နောက်ဆုံးဟို ဟိုလုံကြုံရေးကိုအသေးအတန်တိုးမြင့်ထားတဲ့နေရာဖြစ်တယ်နောက်ဆုံးတိုက်ကပ်ဖြစ်တယ်ပေါ့နော်နေပြီးတော့ရန်ကုန်လို့ပေါ့ရှင်တော့မန္တလေးအပောင်ပဲပေါ့နော်ဒါပေမဲ့နေပြီးတော့အဓိကနေပြီဖြစ်တယ်ပေါ့အဲ့တော့အဲ့လိုနေမျိုးမျိုးမှာ -10 လောက်သာကွာဝေးတဲ့နေရာမှာပီရီယရေးပေါ့ဒီတော်လိုင်းရေးတစ်ဖွဲ့တွေရောက်နေတာစစ်ကောင်စီကမသိတာလားဒါမှမဟုတ်ဗျံများနေရလားပေါ့နော်ဗျံများနေရလဲမဟုတ်မသိရလဲမဟုတ်ကြောက်ပြီးရောမလားလားအဘနေပြီးတော့မတည်ဘူးအဘကမှသွားခိုင်းရင်သူတို့ကသွားအောင်သွားရတာသူတို့ကသိနေတော့အဘကမပြောပြဘူးဘာလို့လဲဆိုတော့သွားခိုင်းမှဆိုလို့ ချက်ချက်ကတ်နေရလားပေါ့။ဘာလို့လုံးလို့ဘာလို့ကန်ရမှမသိတော့တဲ့အချိန်ကန်ပြီးလက်မကန်ပြီးအချိန်နေမျိုးဖြစ်နေတာလား။ဒါမှမဟုတ်သူ့ရဲ့အတွင်းထဲမှာဘာလို့ဖြစ်နေလဲပေါ့နော်။တခုခုတော့တခုခုပဲပေါ့နော်။ဒါနောက်ခုကပြည်သူစီကတည်င်းမရတာလည်းဖြစ်နိုင်တယ်။အကြောင်းအကြောင်းရရပါလဲဆိုလို့ရှိရင်ဒီ ငလီလောက်ခတ်သွားတဲ့အပေါ်မှာနေပြီးတော့မှအများကြီးကြီးကြိုက်တက်စီတုံ့ပြန်မှုတွေဖြစ်သွားတယ်အဲ့ဒီပုံမှာလည်းဒီအလောင်းတွေကိုပေါ်ပေးတာမျိုးနော်ဒီအချိန်မီအသက်ကယ်ပေးတာမျိုးတွေနေပြီးတော့မှရှိနေတဲ့လူတွေကဒီဟိုစစ်အုပ်စုကမလုပ်ပေးခဲ့ကြဘူးမလုပ်ပေးခဲ့ကြမယ်နဲ့အဲသူတို့ဒီတခြားနေရာတွေနဲ့ဒီတခြားနိုင်ငံတွေကိုဒီခွက်ခေါက်တာလောက်နေတော့အာယုံဆိုင်ပြီးတော့လုပ်နေကြတာဖြစ်တဲ့တော့အဲ့ဒီထဲမှာရှိနေတဲ့ပြည်သူတွေကလည်းတော်တော်လေးပုံမှာအစိတ်နာသွားတဲ့အခြေအနေမျိုးမြင်တွေ့ရတယ်ပေါ့နော်သတင်းတွေလည်းဖုံးထားတယ်ပေါ့ကျွန်တော်ငကိုရီကမှဟာလာဘောမဆိုတဲ့တစိကိုစစ်တေနနဲ့ခံယူတာတော့သူတို့အပြည့်နဲ့တို့လည်းသတင်းမထုတ်ရဘူးမအော်ရဲမပြောရကြဘူးရှင်အဲ့လိုအနေထားမျိုးဖြစ်တဲ့တော့ကြောင့်ပေါ့ဒီသတင်းတွေကို PDF တွေနေနေတော့နားရောက်လာတယ်ဆိုတဲ့သတင်းတွေကို ီလူစီကမရတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ခံမှန်းကြည့်ရပါတော့ဆိုတဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ဒီကျွန်တော်တို့ရဲဘော်တွေเนาะဒီစစ်စေးပြုလုပ်နေတဲ့အချိန်မှာပဲပုံမှုတရားအပောင်ဝင်တက်တက်နဲ့အကိုဖမ်းမိတယ်ဖမ်းမိတာကလည်းအာဒီသူတို့ရှိမှပါလာတဲ့လက်နက်ခဲယမ်းတွေအပောင်ဝင်သူရဲ့ပစ္စည်းတွေအလုံးဟာเนาะဖုန်းတွေလည်းအများကြီးပါတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီပစ္စည်းတွေရတန်ဖိုးက3000ဝန်းကျင်လောက်ရှိတယ်လို့ပြောတယ်ပေါ့ရှင်เนาะအဲ့တော့အရှင်ဖမ်းမိတယ်ပေါ့အဲ့ဒီအရှင်ဖမ်းမိတဲ့တည်င်းကိုစစ်ကောင်စီကဘယ်လိုထုတ်ပြန်ထားလဲဆိုလို့ရှိရင်ဒီ3ယောက်ကိုစစ်ကောင်စီဘက်ကနေလိုက်လံပစ်ခတ်လို့တေသွားတယ်လို့ထုတ်ပြန်ထားတယ်ရှင်အဲ့တော့တော်လိုင်းဘက်ကအခွင့်အရေးတွေပြန်ပြီးထုတ်ပြန်တာဒီဒီလူတွေကသူတို့လက်ထံမှာရှိနေတယ်ဆိုတဲ့အကြောင်းကိုပြန်ပြီးထုတ်ပြန်ထားတာတွေ့ရတယ်အမှန်တမ်းမှာ စိတ်ဝင်စားကြလဲကောင်းတယ်နောက်တစ်ခုကဒီဘုံမှု၃ယောက်ဟာဘုံမှုအပေါင်းတက်ကြ၂ယောက်ဒီ၃ယောက်ဟာဒီလမ်းကိုလာမယ်ဆိုတာကိုတရင်ပေးတာကနေပြည်တော်မှာရှိနေတယ်ဘယ်ရည်ဒီကတရင်ပေးတာဖြစ်ပါတယ်ဒီတရင်ပေးမှုအပေါ်မှာ PDF တွေကလည်းအကျိုးရှိရှိတိတိယောက်ယောက်အသုံးချလိုက်နိုင်တာတွေ့ရတယ်အမှန်တမ်းအပေးယူမြရတယ်ကိုရှင်ဆိုတဲ့ခါကျတော့ပြည်သူရှိရတရင်မရတာကိုလည်းစစ်ကောင်စီကရင်ဆိုင်နေရတာဖြစ်တယ်လို့သူ့ရဲ့အတွင်းထဲမှာလည်းနော်စစ်ကောင်စီအနေနဲ့ကြည့်တက်ဆဘောက်ကိုရှင်တက်ဆဘောက်တွေရှိနေတာဖြစ်တယ်လို့သူတို့ကဘလို့တွေပဲစူးစမ်းနေစူးစမ်းနေသူတို့ရဲ့ရှုံးဝဲတွေကိုလည်းကျွန်တော်တို့ကမြင်ရမှာကျွန်တော်ပြည်သူလူထုကမြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကျွန်တော်2025မှာမြင်လာရနိုင်တဲ့အနေအထားမျိုးရှိရပေါ့ရှင်နော်နောက်တစ်ခုက ဟိုကျွန်တော်စီရင်ရေးကိုပြန်ပြီးတုံးတက်မယ်ဆိုလို့ရှိရင်အခုချိန်မှာနော်ဟိုအရင်တော့ကလိုမျိုးဘုံမှုအဆင့်လောက်တွေမဟုတ်တော့ဘူးねဘုံမှုအဆင့်တက်ကြီးတဲ့လူတွေပုံကိုယ်တွေကိုဒါခက်စိတ်စိတ်ဖမ်းလာဖမ်းမိတယ်ပေါ့နော်အဲ့အနေအထားမျိုးရှိတယ်ဆိုတဲ့ခါကျတော့ဒါကျွန်တော်တို့ကတော့အမြဲတမ်းအားရတယ်နော်ဟိုပြည်သူတွေကိုလည်းပြောချင်တယ်ရှင်ကျွန်မဒီမှာစကားလေးနည်းနည်းဖြတ်ပြောချင်တာပါလဲဆိုလို့ရှိရင်ကျွန်မမလေးရှားမှာရှိနေတဲ့ဟိုကပေါ့နော်ဒီပြောလို့ပြည်သူတွေပြောချင်တာပေါ့ကျွန်တော်တို့ဒီတော်လှန်ရေးအဖွဲ့တွေရဲ့စာဝန်ကြီးဟာအရေးကြီးပါတယ်။တို့ရဲ့စာဝန်ကြီးတွေကကျမတို့ဒီကိုယ်လဲပါဝင်တဲ့လူတွေလဲအရင်ကြီးဖိအားမဖြစ်အောင်အရင်ကြီးမများရအောင်တနေ့တစ်ချက်မလေးရှားရင်းနေ့တနေ့ ကနေတင်းနေရဆိုရင်ရှင်ရေးစည်ရေးအချိန်က2025မှာအမြင့်ဆုံးအချိန်မျိုးကိုရောက်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကအခုအချိန်မှာပို့ပြီးတော့မှတော်လိုင်းဘက်ကိုတော်လိုင်းအဖွဲ့တွေကိုပို့ပြီးတော့မှပတ်ပိုးရမယ်အချိန်ဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ကဒါကြီးကိုကြံကြံဝင်နေဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ခုတင်းရအောင်ဗါလဲဆိုလို့ရှိရင်ဒီမုံရောင်ဘက်ကိုစင်အောင်ဖြစ်တင်းနေတဲ့ကိစ္စပေါ့နော်ဒီနောက်ပါခါကနေပြီးတော့ အာစီအာဖြစ်တင်နေတဲ့ကိစ္စပေါ့ဆိုတော့သူဒီစီအာဖြစ်တင်နေတဲ့နေရာမှာလည်းကားအစီးတရာလောက်ရှိတယ်လို့ဒါသိရတယ်။နောက်ပြီးတော့ဆက်လက်ခဲရန်တွေကလည်းပြပြဆုံဆုံးဟိုထည့်ပေးလိုက်တယ်လို့ဒီကသတင်းရတယ်။နော်အဲ့တော့လူဝယ်ပစ္စည်းအများကြီးပေါ့ရှင်လူဝယ်ပစ္စည်းအများကြီးနဲ့နော်ဒီစီအာဟိုကားအစီးတရာလောက်နေဆိုတော့စစ်ပွဲကြီးကြီးတွေမုံရောက်ဘက်မှာဖြစ်လာတယ်။ဒါကြောင့်မုံရောက်မှရှိနေတဲ့ဒီလူတို့ကိုသတိထားအောင်ဒီသတင်းလေးကိုအာဒီသတင်းကိုခေါ်ထုတ်ပေးရဖြစ်ပါတယ်ပေါ့နော်။ဆိုတဲ့အခါကျတော့အဲ့ဒီစစ်ပွဲကိုနော်အဲ့ဒီစစ်တောင်းကိုဦးစီးဦးဆောင်လုပ်တာကတော်လန်ရေးအခွဲတွေကစစ်တုပ်ပန်းအဖြစ်ခန္ဓာပြီးတော့မှပြန်လှုပ်ပေးလိုက်တဲ့စစ်တုပ်ပန်းတယောက်ဖြစ်တယ်လို့ဒါပြောထားတယ်ပေါ့နော်။ တဲ့ခါကျတော့စဉ်းစားဖို့ပါတော်လိုင်းအဖွဲ့တွေရောเนาะကျွန်တော်တို့ PDF တွေရောပြောနေတာကကျွန်တော်တို့ရန်သူကိုဖမ်းမိပြီဆိုလို့ရှိရင်မြေမြုပ်လိုက်ပါရှင်းရှင်းလေးပဲပြောတာဒါเนาะရန်သူဟာဘယ်တော့မှကိုယ့်လူဖြစ်မလာဘူးဒီချိန်အထိစစ်ကောင်စီဘက်မှာမမမမရက်တည်ပြီးတော့တေပွဲဝင်တိုက်ပွဲဝင်ပေးနေတယ်ဆိုတဲ့ကဒီလူတွေဟာဘယ်နည်းနဲ့မှပြည်သူဘက်ကိုမျက်နှာမူလာမှာမဟုတ်ပါဘူးဒါကြောင့်မို့ဒီစစ်တုပ်ပန်းတွေဟာအင်မတန်မှအန္တရာယ်များတယ်ကျွန်တော်တို့ဇာတိရင်းတွေလည်းပောက်ကြမှာဖြစ်လို့အခုကျတော့လွတ်ပေးလိုက်တဲ့လူကပြန်တိုက်မယ်အနေထားမှာဦးစီးရမှာဖြစ်တယ်လို့ဒါသိရတယ်ဆိုတဲ့ခါကျတော့ ီစစ်တုပ်ပန်းတွေကိုပြန်မလွတ်ပေးပါနဲ့ဒါတော့ပြောချင်တယ်နောက်ခုကတော်လိုင်းတစ်ခွက်တွေတတိထားဖို့ပါနော်အခုစစ်ကောင်စီကလင်းရင်နဲ့ဒါသူကလင်းရင်တစ်ခုနဲ့ဒါအာကိုပြီးတော့တိုက်ယူရတာဖြစ်တဲ့အတွက်ကြောင့်မို့လင်းရင်ကိုပဲသူအုံပြုမှာဖြစ်တဲ့အတွက်ဒီဆက်တွေပစ္စည်းတွေဆက်တွေအခိုင်ဆက်တွေစကားပြောဆက်တွေကိုအမြန်တမ်းမှလုံခြုံရေးတတိထားဖို့လိုအပ်ပါတယ်နော်ဒီဟာတွေကို location လိုက်ပြီးတော့ဒီညနေမှာဘုံကျဲမှုအစီအစဉ်ရှိတယ်လို့ဒါတင်အတိအကျရလာတယ်ပေါ့ရှင်ဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းအခွက်တွေကိုလည်းဒါလေးတွေကိုတော့တတိပြုဖို့ဒါပြောချင်တယ်ပေါ့နော်ဒီအာနာရှင်စနစ်လည်းထွက်သွားလိုက်ပါတော့ကျွန်တော်တွေအားလုံးပြည်သူတွေအားလုံး စီစီလုံးလုံးနဲ့နိုင်ငံတစ်တစ်ခုကိုပြန်ထူထောင်နိုင်ဖို့ကျွန်တော်စူးစမ်းကြရပါမယ်အားလုံးအားတင်းထားကြပါကျွန်တော်လည်းအားလုံးတို့အများနဲ့ရှိပါတယ်အားလုံးကျမ်းမာချမ်းသာပါစေ။ပေါ်လံမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့လည်းပဲဆုံးတက်လိုက်ပါတဲ့နောက်ထပ်ဗီဒီယိုမှာတော့ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Gojek Revolution Channel ကို Like and Subscribe လုပ်တင် Like and Subscribe ပြီးဘေးအခွန်လုံးနေထားခြင်းမြင်တက်လာများဗီဒီယိုအားလုံးကြည့်ရှုရဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်ရဲ့ Gojek Reaction Channel 2မှာလည်းတွားရောက်ကြည့်ရှုအားပေးနိုင်ပြီဖြစ်ပါတယ်။ နေတဲ့ပိုင်းသတင်းတွေကိုလည်း Project Reaction Channel 2မှာတင်လာတာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲသွားရောက်ကြည့်ရှုအားပေးပေးဖို့ချိန်ရမယ်ဆိုရင်သွားရောက်ကြည့်ရှုအားပေးပေးဖို့ဒီနေရာကနေပြီးတော့အမှန်နိုးစော်တိုက်တွန်းလိုက်ပါရစေ။နောက်တစ်ပီတို့မှာပြန်လည်ဆုံတွေ့ကြပါမယ်။